နော်အဲ့ဒီဗီဒီယိုဖိုင်ကိုမြင်တော့ဘာပြောရမှန်းမသိအောင်ကိုစွန့်အပ်သွားပါတယ်ရှင်ပြုယဟန်ခံပွဲလုပ်တယ်ဆိုတာဟာ သာသနာအမွေခံယူတဲ့ပွဲလုပ်တာဖြစ်ပါတယ်ဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားဟာဘူးရစ်စေတတ်တဲ့အရေးကိုတောက်တုံးတာ လုံးဝမကြိုက်ပါဘူးနော်သာသနာအမွေခံယူတဲ့ပွဲမှာဖျားမကြိုက်တဲ့ မူးရစ်စေတတ်တဲ့အရေးကိုတောက်သုံးပြီးရှင်လောင်းလှည့်ပြတာဟာဖယားကိုမျက်နှာပြောင်တိုက်ပြီးစော်ကားသလိုဖြစ်နေပါတယ်။အဲ့ဒီလို အလုံမျိုးကိုအတိညာရှိတဲ့လူကောင်းတွေမလုပ်ပါဘူး။အတိညာမဲ့တဲ့လူမိုက်တွေပဲလုပ်ပါတယ်။လူမိုက်လက္ခဏာ၄ပါးရှိပါတယ်။လူမိုက်လက္ခဏာ၄ပါးကဘာတွေလဲဆိုရင်၁နီလွယ်နီးမားတွေကိုလုပ်တယ် သူလှုပ်တဲ့နီလွယ်နီးမားတွေကိုသူတစ်ပါးတွေကိုလည်းလှုပ်ခိုင်းတယ်။သုံးအဲ့ဒီနီလွယ်နီးမားတွေကိုအယမ်းမြတ်နိုးတယ်။လေးဘေးကမှားနေပါတယ်လို့ပြောဆိုထောက်ပြလာတဲ့အခါမှာပြောဆိုထောက်ပြတဲ့သူကိုရန်လှုပ်တယ်။အရာဟာလူမိုက်လက္ခဏာ၄ပါးဖြစ်ပါတယ်။ဤကဲ့သို့လူမိုက်လက္ခဏာ၄ပါးနဲ့ပြည့်စုံတဲ့အတိညာမဲတဲ့လူမိုက်တွေပေါ်ပေါက်လာပြီဆိုရင်လောကကောင်းကျိုးတွေပျက်စီးတတ်ပါတယ်။ အခုလိုလောက်တာဟာသာသနာတော်အတွက်လဲထိခိုက်စေတယ်လို့လောကလူအများလဲကဲ့ရဲ့စရာဖြစ်နေပါတယ်နော်ဒါကြောင့်မလုတ်တင်တဲ့အလုပ်တွေကို လုံးဝမလုပ်ကြပါနဲ့အကယ်၍မနေနိုင်လို့တောက်ချင်တယ်ဆိုရင်နောက်မှအေးအေးဆေးဆေးတောက်ကြပါနော်ဒီလိုမျိုးတိတ်ခါကြောက်တဲ့အနေထားမျိုးအထိတော့မလုပ်ကြပါနဲ့လို့မေတ္တာရက်ခံပါတယ် ဆရာတော်ဖရာကြီးတနိုင်ငံလုံးကိုယေရှုကတော့ပွက်လောထအောင် ကောင်းကြီးပေးနေပြီမြင်တွေ့နေရတာမလွယ်တော့ဘူးမဲဆွယ်နေတာတဲ့ဥစဉ်ကတော့သူတပားဘာသာကိုအပြစ်မပြောလို့ပါဘူးเนาะကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်တွေကိုပဲပြောကျင်ပါတယ်ဥစဉ်တို့ဗုဒ္ဓဘာသာဝင်တွေထဲကလူတချို့တခြားဘာသာကိုကူပြောင်းသွားကြတယ်ဆိုတာဟာဗုဒ္ဓဘာသာရဲ့စစ်မှန်တဲ့အနှစ်သာရအရာပါကို မသိလို့ကူပြောင်းသွားကြတာဖြစ်ပါတယ်။သိရင်ကူပြောင်းကြမှာမဟုတ်ပါဘူးနော်။မသိရတဲ့အကြောင်းရင်းကလည်းနံပါတ်၁မိဘနဲ့အရင်ဆုံးသက်ဆိုင်ပါတယ်။လူတိုင်းဟာလူလောကသို့ရောက်လာပြီဆိုရင်အရင်ဆုံးမိဘနဲ့ထိတွေ့ရတာဖြစ်ပါတယ်။အဲဒီလိုအရင်ဆုံးမိဘနဲ့ထိတွေ့ရတာဖြစ်တဲ့အတွက်မိဘတွေအနေနဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဘာသာရေးဗဟုသုတတွေကိုသာသမိတွေရဲ့အသိဉာဏ်ထဲထည့်ထားပြီးဖို့လိုပါတယ်။ အဲ့ဒီလိုထည့်ထားပေးမယ်ဆိုရင်ဘာသာကူးပြောင်းကြမှာမဟုတ်ပါဘူးเนาะနံပါတ်1ယဟန်ပညာရှိ တချို့ ਨੇ လူပညာရှိတချို့မှာတာဝန်ရှိပါတယ်ယဟန်ပညာရှိတချို့ ਨੇ လူပညာရှိတချို့နှုတ်ဖိတ်နေကြတဲ့အတွက်ဗုဒ္ဓဘာသာဝင်တွေမှာဘာသာရေးဗဟုသုတအတိဉာဏ်တွေနေပါပြီတခြားဘာသာတို့ကူးပြောင်းသွားကြတာတွေရှိပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်များဘာသာရေးဗဟုသုတအတိဉာဏ်များကျွဲဝစေဖို့အတွက် ယဟန်ပညာရှိများနဲ့လူပညာရှိများဘာသာရေးတရားများဟောပြောရေးသားဖို့လိုအပ်ပါတယ်။နံပါတ်3ကိုကိုတိုင်ကလည်းပဲဘာသာရေးကို လေ့လာလိုက်စားဖို့လိုပါတယ်။မိဘနဲ့တကွယဟန်ပညာရှိလူပညာရှိတွေက ဘလောက်ပဲဟောပြောရေးသားနေပါစေကိုကိုတိုင်ကဘာသာရေးကို လေ့လာလိုက်စားခြင်းမရှိဘူးဆိုရင်ကိုကိုတိုင်လည်းဘာသာရေးဘဟုတုတ္တနေပြီးတခြားဘာသာတို့ကူးပြောင်းသွားနိုင်ပါတယ်။ ကိုကိုတိုင်ကလိလာလိုက်စားထားလို့ဘာသာရေးဗဟုသုတအသိဉာဏ်တွေများနေမယ်ဆိုရင်တခြားဘာသာကဘလောက်ပဲဆွဲဆွဲဆွဲလို့မရနိုင်ပါဘူးเนาะဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေကို ပြောကြင်တာကတခြားဘာသာကဘလောက်ပဲမဲဆွဲနေပါစေကိုဘာသာကိုကိုကာကွယ်စောင့်ရှောက်တဲ့အနေဖြင့်ဗုဒ္ဓဘာသာရဲ့အစိုးအမတွေကိုကိုကိုတိုင်လေးလိလာလိုက်စားပါတခြားလူတွေကိုလည်းဖြန့်ဝေပေးပါလို့ပြောကြင်ပါတယ် အဲ့ဒီလိုကိုကိုတိုင်လေးလာလိုက်စားပြီးဖြန့်ဝေပေးမယ်ဆိုရင်ကိုချံစီရိုးကိုလုံအောင်ကာထားတာ ဖြစ်တဲ့အတွက်ဘသူမှမဲဆွဲလို့မရပါဘူးဒါနဲ့ဆိုနှစ်ခါရှိပါပြီအရှင်ဖရာယဟန်တပါးကအမေဖြစ်သူကိုတာယဟန်ဖြစ်သူကတပိတ်ထဲကသွမ်းကိုဖွင့်ကျွေးကောင်းပါသလားတဲ့ကျွေးကောင်းပါတယ်မိဘတွေကလည်းစားလို့ရပါတယ်နော်မိဘကူကြီး73ပါးဆိုတာရှိပါတယ် အဲ့ဒီမိဘဂုံကြီး73ပါးတဲကနောက်ဆုံး73ပါးမြောက်မှာမိဘနှစ်ပါးတို့ညွတ်တွားယူကျုရှီခိုးထိုက်တော်ဂုံရှိသည်အတိဇာတမိယထင်ရှားတာယဟန်တို့သည်တဒါမြလေးစွမ်းဥပေး၍လုံကျွေးခြင်းငါပြုတ်အပ်ကုန်သောကြောင့်အနာမထဟူသောဂုံရှိခြင်းဆိုတဲ့အချက်ပါပါတယ်အနာမထဂုံဆိုတာအပြစ်မရှိတဲ့ဂုံကိုပြောတာပါမိဘတွေဟာတာယဟန်ရဲ့စွမ်းဥစွမ်းပြားကိုတောင်မှ စားလို့ရတဲ့ဂုံရှိပါတယ် နော်ဒါကြောင့်ကျွေးလို့ရတယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်အရှင်ဖရာမိတွေးကိုတက်ရင်ပင်စာနန္တရိယကံထိုက်ပါသလားတဲ့ဘာလို့တတ်မှာလဲဟင်မိတွေးနဲ့မတက်လို့လားဟာလားမတက်ပါနဲ့နော်ပင်စာနန္တရိယကံ၅ပါးရှိပါတယ်ပင်စာနန္တရိယကံ၅ပါးကဘာတွေလဲဆိုရင် ဖျားကိုသွေးသိမ့်တည်အောင်ပြုခြင်း2ယဟန္တာကိုတတ်ခြင်း3တန်ဃာကိုအသိမ့်ခွဲခြင်း4အမိကိုတတ်ခြင်း5အဖကိုတတ်ခြင်းတို့ဖြစ်ပါれဖော်ပြပါပင်စာနန္တရိယကံ၅ပါးထဲမှာမိထွေးမပါတဲ့အတွက်မိထွေးကိုတတ်လို့ပင်စာနန္တရိယကံမထိုက်နိုင်ပါဘူးသို့တော်လည်းပဲသူတစ်ပါးအသက်ကိုတတ်ဖြတ်ခြင်းဟာ ဖယားအစရှိတဲ့အရိယာသူတော်ကောင်းတွေမကြိုက်တဲ့အလုပ်ဖြစ်တာကြောင့်ဘယ်တတ္တဝါရဲ့အတက်ကူမှမတတ်ပါနဲ့နော်မိမိတက်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတီလာရှိတဲ့သူဖြစ်နေမယ်ဆိုရင်တီလာရှိရင်ရှိသလောက်မိမိမှာမကောင်းကျိုးခံစားရတတ်ပါတယ်ဒါကြောင့်ဘယ်တတ္တဝါကူမှမတတ်ပါနဲ့နော်ဆရာတော်ဖယားကာလနဂါကအဘယ်သူသောကောင်းမှုတွေကြောင့် အသက်ရှည်ရပါတည်းဖရာတိလိုပါတယ်ဖရာတဲ့ကာလနဂါကတကဘာအသက်ရှည်ပါတယ်နော်ကာလနဂါသည်အဘယ်သို့သော ကောင်းမှုကြောင့်အသက်ရှည်တဲ့နဂါဖြစ်ရတယ်ဆိုတာကိုတော့ဖရာဟောကြံကံတွေမှာမတွေ့ရပါဘူးသို့တော်လည်းပဲတန်ယုတ်တနိကေယခတန်ယုတ်မှာတော့ယဟန်တဘာကမေးလျှောက်တဲ့အတွက်နဂါဖြစ်ရတဲ့အကြောင်းရင်းကို မြတ်စွာဘုရားဖြေကြားထားတာရှိပါတယ်။တခါတစ်ပါးမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားတချို့သောသူတွေတေလွန်တဲ့အခါမှာငကားဖြစ်ကြပါတယ်။အဘဲကြောင့်ငကားဖြစ်ရပါသနည်းလို့မေးလျှောက်ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကချစ်သားယဟန်တချို့သောသူတို့ဟာ ကောင်းမှုမကောင်းမှုနှစ်ခုစလုံးကို ကိုယ်နှုတ်စိတ်သုံးပါးတို့ဖြင့်ပြုကြ၏။ ထိုသူတို့သည်ဤကဲ့သို့ တွေးတော်ကြံစီကြ၏နဂါးတို့သည် အသက်ရှိ၏စည်းစိမ်ဥစ္စာကျွဲဝ၏အစင်းလှ၏အသက်ရှိ၏ငါတို့တေလွန်သောအခါမှာနဂါးဖြစ်ရပါမူကောင်းလေစွာဟုဤကဲ့သို့တွေးတော်ကြံစီ၏သူတို့တွေးတော်ကြံစီသည့်အတိုင်းသူတို့တေလွန်သောအခါမှာနဂါးဘဝကိုရကြ၏လို့ဖြေကြတော်မူထားပါれကာလနဂါးသည်အဘယ်သို့သောကောင်းမှုကြောင့် အသက်ရှိသောငကားဘဝကိုရရတယ်ဆိုတာကိုတော့ဖျားဟောကြမ်းကန်တွေမှာမတွေ့ရပေမဲ့ဤတန်ယုတ်တမိခင်ယခကံယုတ်၌လာတဲ့အချက်ကိုသုံးသက်ကြည့်မယ်ဆိုရင်ကာလငကားလည်းပဲဤအချက်ကြောင့်အသက်ရှိတဲ့ငကားဘဝကိုရရတယ်ဆိုတာမှန်ဆလို့သိလောက်ပါတယ်ဖုံဖုံဖျားကြံတွင်းမှာကြာမင်းဆင်းလာတယ်ဆိုတာ ဟုတ်ပါသလားဖျားတဲ့ အမှားကြအမှန်ဖြစ်ဆိုတဲ့သကပုံတစ်ခုရှိပါတယ်เนาะတကယ်တော့အဲ့ဒီသကပုံက မှားပါတယ်အမှားက အမှားပါပဲအမှန်ကအမှန်ပါပဲအမှားကအမှန်မဖြစ်သလိုအမှန်ကလည်းဘယ်တော့မှ အမှားမဖြစ်ပါဘူးနှစ်ပေါင်းမြောင်များစွာကြာတဲ့အထိပေါ်ထုတ်ပေးမဲ့သူမရှိလို့သာအမှားတစ်ခုကို အမှန်ထင်နေကြတာပါ အခုလဲဦးစင်းတို့မြန်မာပြည်မှာ ကြံရဲ့ရောက်တဲ့အခါဗကြမင်းဆင်းတဲ့ဆိုတဲ့အယူအဆအမှားကိုတတော်များများကအမှန်လို့ထင်နေကြပါတယ်။ဗကြမင်းကတာဝတိန်သာနှက်ပြေမှာနေတာပါ။လူပြေမှာနှစ်ပေါင်း100ဆိုရင်တာဝတိန်သာနှက်ပြေမှာတရက်ဖြစ်သွားပါပြီ။လူပြေမှာနှစ်ပေါင်း100ဆိုရင်ဗကြံအကျဉ်အရေအတွက်ဟာ100ဖြစ်ပါတယ်။ဗကြံကြတိုင်းဗကြမင်းကလူပြေကိုဆင်းပေးရမယ်ဆိုရင် ။စကြမင်းရဲ့တဏိတာမှာအကျိန်ပေါင်းတရာ လူပြေကိုဆင်းလိုက်တက်လိုက်လောက်ရမှာဖြစ်ပါတယ်။လုံးဝအတိတ်ပဲမရှိပါဘူး။နော်။ဒါကြောင့်ကြံအတွင်းမှာကြမင်းစင်းတယ်ဆိုတဲ့အယူအဆဟာမှားယွင်းတဲ့အယူအဆဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဘုန်းကြီးတော်ငါးပါးသီလလုံလားတဲ့။ဒီမှန်လေးကရှင်လောင်းလေရင်ဘီယာတောက်လို့ပြောထားတဲ့ဥဒဲမှာ လာပြီးမှတ်ထားတာပါနော်ဘုံကြီးတော်ငါးပါးသီလလုံလားလို့မေးရအောင်ငါးပါးသီလဆိုတာဘုံကြီးဆောင်ထင်းရတဲ့သိက္ခာပုမမဟုတ်တာဘုံကြီးက228ပါးသိက္ခာပုကိုဆောင်ထင်းရတာလေငါးပါးသီလဆိုတာလူတွေဆောင်ထင်းရတာနော်လူဆောင်ထင်းရတဲ့လူသီလနဲ့ဘုံကြီးသိက္ခာပုကွဲပြားစွာသိအောင်အရင်ဆုံးလုပ်ပါဦးနော် ဦးသိန်းပြောတာကဘီယာတောက်လို့ပြောနေတာမဟုတ်ဘူးမတောက်သင့်တဲ့အချိန်မှာတောက်လို့ပြောနေတာလူတိုင်းဟာကိုလုပ်တဲ့မကောင်းမှုကိုကိုပဲခံရတာမှန်ပေမဲ့တချို့သောမကောင်းမှုတွေကြတော့ကိုလုပ်လိုက်လို့ကိုတယောက်တည်းခံရတာမဟုတ်ဘူးပဝင်းကျင်ကိုပါထိခိုက်တယ်နော်အခုလို့ဘာသာရေးလုံနေရဲ့နဲ့မူရစ်စေတတ်တဲ့အရာကိုတောက်ပြတာဟာဘာသာချားတွေရဲ့အလဲမှာကြည့်ရစရာဖြစ်မနေဘူးလား ကိုယ့်ရဲ့ဗုဒ္ဓဘာသာသိခါကြမယ်အလုပ်ကြီးဖြစ်နေတယ်လीအဲ့ဒါကြောင့်ဥစဉ်ကထောက်ပြတာเนาะနားလည်ပါစီ